ဖောသားများအလုံးမင်္ဂလာပါ clock နာကနေပြန်လဲကြိုတိုလိုက်ပါကျွန်တော်ဒီနေ့ညည7:00နာရီမှာရှင်ပိုင်ကစားကြတဲ့ Lee United နဲ့ကျွန်တော်တို့ Liverpool ရဲ့ကျွန်တော်တို့ပေါ်ကြိုတိုနဲ့ချက်ကိုလှုပ်ပေးတော့မှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်ကျွန်တော် YouTube channel လေးကိုညိုဒီနေနဲ့ like and subscribe လုပ်ပြီးကူညီပေးတော့ရပါတယ်โอเคအဲ့ဆိုရင်ကျွန်တော်တို့ဒီနေ့တင်းရဲ့ဆုံးတွေ့မှုကိုတော့ကျွန်တော်တို့စနေနေ့ည ဆန္ဒနာကြီးတနုံအနေနဲ့မှာရှင်မြိုင်တော့မှာဖြစ်ပါတယ်ဒီပွဲလေးတော့ကျွန်တော်မှာ YouTube မှာ live လေးရှိတဲ့အတွက်ကြောင့်ညကိုရီနဲ့ live join နေတဲ့သူရှိရင် live join ပေးဖို့ဒီနေ့ကနေဖိတ်ခေါ်ပါတယ်โอเคအဲ့ဒါဆိုကျွန်တော်စလိုက်ကြအောင်ညုံလုံးနေတဲ့ဒီနေ့တဲ့ဒီနေ့တဲ့ကျွန်တော်တို့စုံတွေးမှုကတော့ကျွန်တော်အများများဆက်စားတိတ်ပြီးတော့စုံတွေးထားခြင်းမရှိဘူးဆိုတော့အဲတဘောမှာတွေ့ရဗျာကျွန်တော်နောက်ဆုံးရှင်မြိုင်ထားတဲ့ပွဲတွေမှာဆိုရင်လည်းကြည့်မယ်ဆိုလို့ရှိရင်လည်းနှစ်သင်းသုံးတော့ကျွန်တော်တို့ အဲလီယူနိုက်တက်ကတော့သူ့အိမ်ခွင်းမှာကျွန်တော်တို့ချက်စီးသင်းကိုနိုင်ပွဲတွေရရှိအောင်ပုံဖော်ထားပြီးတော့တစ်ခါကြာတော့လဘောကသူ့ရဲ့အိမ်ခွင်းမှာပဲဆန္နာလန်ကိုတည်ရလောက်ကိုပုံဖော်ထားတဲ့အတွက်ကြောင့်ဒီနေ့သင်ရဲ့စုံတွဲမှုကတော့တော်တော်လေးမှကြည့်လို့ကောင်းမယ်လို့မြင်တယ်သူတို့လဘောသင်းနေတယ်တော်တော်လေးမှခက်ခဲမဲ့ပွဲတစ်ပွဲဖြစ်လာမယ်လို့တော့ပြောလို့ရတယ်โอเคအဲဆိုရင်ကျွန်တော်ဒီနေ့သင်ရဲ့နောက်ဆုံးရှင်းမဲ့ထားတဲ့ငါးပွဲကြည့်မယ်ဆိုရင်တော့လီအသင်းနေတယ်တော့ကျွန်တော်တပွဲပဲနိုင်ထားတယ်ကျွန်တော်နောက်ဆုံးရှင်းမဲ့လိုက်ချက်စီးသင်းနဲ့နိုင်ထားတယ်ရှေ့ပွဲတွေမှာတောက်လျှောက်ရှုံးနေထားတာကိုတွေ့ရပြီးတော့တစ်ခါကလဘောလဘောကကျွန်တော်တို့ ငါးဘွဲရှင်မြိုင်မိသွားတဲ့အချိန်မှာတော့ကျွန်တော်တို့ပြန်ဘွဲသူငါးဘွဲမှာဆိုတော့၃ဘွဲရှုံတယ်ပြီးရင်တော့ကျွန်တော်တဘွဲတည်ကြပြီးတော့တဘွဲဖွဲနိုင်ထားခြင်းလာခြင်းတူရဲ့အတွက်ကြောင့်ဒီနေ့တည်းရဲ့ရှုံဘွဲတွေမှာဆိုရင်တော့အဲတိတ်ပြီးတော့ကွာဟာချက်တိတ်ပြီးတော့မရှိဘဲနဲ့တိတ်တော့သူမတာကိုမတာပုံစံမျိုးလေးဖြစ်နေတဲ့အတွက်ကြောင့်ဒီတစ်ခါရှင်မြိုင်မဲ့အဲ့တော့လီနဲ့လေပေါ်ဦးရဲ့အတင်းမှာစုံတွဲမှုမှာတော့လေပေါ်ဦးကတော့ထပ်ပြီးတော့ခက်ခဲဦးမဲ့ပွဲတစ်ပွဲလို့တော့မြင်တယ်။ဘာအတွက်ကြောင့်လဲဆိုတော့ တော့ကစားအခက်ပါတယ်ဆိုတော့ချက်စီးသီးကိုတော့မှလီယူနိုက်တက်အနေနဲ့နိုင်ပွဲတွေကိုရောက်အောင်ပုံဖော်ထားနိုင်တဲ့အတွက်ကြောင့်ဒီဘောဦးသိနေတဲ့အဝေးကမှသွားရောက်ရှင်မယ်မယ်ပုံမှန်တော့ထပ်ပြီးတော့ခက်ခဲလာအောင်မယ်ပွဲတစ်ပွဲလို့တော့ကျွန်တော်မြင်တယ်။ဒါနဲ့တင်းရဲ့ကျွန်တော်နောက်ဆုံးရှင်မြင်ထားတဲ့အဲ့ဟတ်တူကထိတ်တိုက်တွဲဆုံမှာတော့ကျွန်တော်ခုနှစ်ကြိမ်တွေ့တယ်ခုနှစ်ကြိမ်တွေ့ဆုံထားဖို့တဲ့အချိန်မှာပဲလေဘာဦးတင်းနေနဲ့သူ့အလီရဲ့အင်ကွေးမှာကျွန်တော်တို့အမြဲတမ်းလို့အနိုင်ရရှိထားပြီးတော့လေဘာဦးပဲကျွန်တော်တို့အမြဲတမ်းလို့ကျွန်တော်ဂိုးပြတ်တွေနိုင်ပွဲကို ပုံပေါ်ထားတယ်လို့တော့တွေ့ရတယ်ဒါပေမဲ့အရှိနှစ်တော့တော့ဒါပေမဲ့ဒီနှစ်မှာတော့ဒီပေါ်မှာသူ꽌ပြချမ်းသာတာလပောက်ကလည်းတော်တော်လေးမှအခြေအနေတွေဆိုးတော့လုံးနေတယ်လို့ပြောလို့ရတယ်မနေ့ကတော့ကျွန်တော်ပြင်းပြလေးချမ်းမြန်းတော့ဒီနှစ်မှာတော်တော်လေးမှအခြေအနေဆိုးသွားပြီးတော့ကျွန်တော်ကစားသမားတွေရဲ့အများပြပြောင်းလဲမှုပြီးလို့ဆိုရင်ရှိတဲ့ကျွန်တော်တို့အဲအသင်းရဲ့ကျွန်တော်ကစားသမားအများပြောင်းရောက်ထုတ်မှုကဒီမှာဟုတ်ကျွန်တော်တို့တော်တော်လေးမှဒုက္ခရောက်စေသွားတယ်လို့တော့မြင်တယ်သူတို့ကျွန်တော်တို့ကွင်းလေတွေနောက်တန်းတွေ ိုက်ဆက်တွေရဲ့အပြောင်းလဲကျွန်တော်တို့အများဆုံးလုပ်ထားတဲ့အသင်းသင်းမှာတော့တော်တော်လေးမှကျွန်တော်တိုင်ပတ်သွားတာကိုတွေ့ရတယ်လို့ပြောလို့ရတယ်ဒီနေ့သင်းရဲ့ကျွန်တော်ဆုံတွဲမှုမှာဆိုရင်လည်းကျွန်တော်တို့အဲတစ်ဖက်ကလီးသင်းနေတဲ့ဒီခါဆုံတွဲမဲ့သူ့ရဲ့အိမ်ခွင်းမှာတော့ဘာလို့သင်းကိုတော်တော်လေးမှဒုက္ခပေးသွားပြီးတော့ဘာလို့သင်းနေလဲကျွန်တော်ထင်မှတ်မထားတဲ့ရလဒ်တွေကိုတော့ထပ်ပြီးတော့ပုံဖော်သွားနိုင်ရခြေရှိတယ်လို့တော့ကျွန်တော်မြင်တယ်ဒါပေမဲ့ဒီနေ့ပုံမှာတော့ဘာလို့သင်းနေလဲအကောင်းဆုံးပြန်လဲရှင်ပြန်ပြီးတော့နိုင်ပွဲတွေပြန်လဲဆက်ဖို့ဆိုရင်တော့ ဒီနေ့ပွဲမှာတော့အထူးသဖြင့်ကျွန်တော်တို့တိုက်စစ်မှာတော့ကျွန်တော်တို့အပြောင်းလဲတွေလုံးတင်တယ်လို့တော့မြင်တယ်ရှေ့ကျွန်တော်တို့ဝဟန်းကအတင်းမှာရှင်ပြန်ခဲ့တဲ့ပုံစံတိုင်းလေးပဲဒီနေ့ပွဲမှာတော့ပြန်လဲပွဲထက်လာတော်တော်လေးကအဆင်ပြေမယ်လို့တော့မြင်တယ်အထူးသဖြင့်ကစားသမားတွေအနေနဲ့လည်းပြန်လဲဒဏ်ရာပြဿနာတွေပြန်လဲဆင်ပြေလာတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့လူနေနဲ့ပြန်ဆောင်လာတယ်လို့ပြောလို့ရတယ်တစ်ဖက်ကလေးအတင်းလာလဲသူ့ရဲ့အိမ်ကမှတော်တော်လေးမှမာကျောတဲ့အတင်းတင်းပြီးလဲကျွန်တော်တို့ ထိမှန်မထားပဲနဲ့တို့အနေနဲ့တော်တော်လေးမှခြေသွမ်းတွေကိုပြသထားတယ်အထူးသဖြင့်ကျွန်တော်တို့ကိုယ့်ရဲ့ကစားသမားဖြစ်တဲ့ကျွန်တော်ကင်မရာလို့ဆိုရင်လည်းတော်တော်လေးမှကျွန်တော်တို့အဲဘယ်လိုပြောမလဲဆိုတော့တနာကာတို့ဆိုရင်ပြောတာတနာကာတို့ဆိုတော်တော်လေးမှခြေသွမ်းကောင်းတွေပြသထားနေတဲ့ကြောင့်လော်ရဲ့ကွင်းလယ်မှာဆိုရင်တော့ကျွန်တော်တို့အဲပုံစံကောင်းတွေပျောက်ဆုံးနေတဲ့ကစားသမားတွေရှိတဲ့အတွက်ကြောင့်ဒီနေ့သင်ရဲ့စုံတွေ့မှုကတော့တော်တော်လေးမှကြည့်လို့ကောင်းမယ်လို့တော့မြင်တယ်။ Okay ဆိုရင်ကျွန်တော်ဒီနေ့သင်ရဲ့ကျွန်တော်ခမန်းလိုင်းတာလေးကိုသွားလိုက်ကြအောင်ရုံးစုံကျွန်တော်လေး United လေးရတော့သူ့ရဲ့အိမ်ကမှကျွန်တော်တို့အကောင်းဆုံးပုံစံနဲ့ပဲပွဲထလာမယ်လို့မြင်တယ်အရှိကျွန်တော်တို့ချက်စီးနဲ့ပွဲမှာသူရှင်ပြန်ထားတဲ့ပုံစံတိုင်းလိုပဲအဲတိတ်တော့မဲနည်းနည်းပပပဲသူတို့နေနဲ့အပြောင်းလဲလုပ်ပြီးတော့ဒီနေ့ပွဲမှာဒီလူချင်းတိုင်းမဲ့လေပေါ်ကိုရှင်ပြန်သွားမယ်လို့မြင်တယ်ကိုသမားနိုင်ငံမှာတော့ပယ်ဒီပဲပွဲထလာပြီးတော့နောက်တစ်လျှောက်နောက်မှာဆိုရင်တော့ကျွန်တော်တို့ဘိုင်ယန်ရှိမယ်ပြီးလို့ရှိရင်စထရိုက်နဲ့ရိုဒန်နဲ့ဘိုကယ်ပဲရှိမယ်လို့မြင်တယ်ဘိုကယ်ဆိုရင်တော်တော်လေးမှကောင်းတဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်ပထမတင်ကျွန်တော်ဘိုကယ်ကိုကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့အဲဘိုကယ်ရဲ့ကျွန်တော်တို့ အာနောက်တန်းကူမှုတွေတိုက်ဆက်လိုက်ပါမှုတွေတော်တော်လေးကောင်းတယ်အထူးသဖြင့်ကျွန်တော်တို့အဲဘယ်မှာသွားတည်ရလဲဆိုတော့ဘယ်မှာမန်ချက်တာစီးရီးနဲ့ပွဲမှာလာမသိဘူးကိုကျွန်တော်ဒိုကူအနေနဲ့အာလီဗာပူးနဲ့တော်ရတဲ့အချိန်တည်းမှာဒိုကူကတော်တော်လေးမှာဒုက္ခပဲဒါမှမဟုတ်အာလီယူနိုက်တက်နဲ့တွေ့တဲ့အချိန်မှာတော့ဒိုကူကတော့ကျွန်တော်ဘိုကယ်ကိုဘလုံးမှမကြော်ထားနိုင်တဲ့ပုံစံမျိုးတွေရှိရတဲ့ကြောင့်ဘိုကယ်ဘိုကယ်ကိုတော့ကျွန်တော်ကိုရီကပူအနေနဲ့တော်တော်လေးမှာကြော်ဖြတ်ရခတ်မယ်လို့တော့ကျွန်တော်မြင်တယ်ဘာတွေ့ကြောင့်လဲဘိုကယ်နဲ့လိုလိုအတွဲကတော်တော်လေးမှာ နောက်တက်မှာတော်တော်လေးမှာတွက်ဖက်မိတဲ့အတွက်ကြောင့်လေဘောတစ်ဖက်ကလေဘောကြီးရဲ့ကျွန်တော်ကစားတဲ့ရိုင်းလဝင်းဘတ်ချန်ပီယံရဲ့ကိုရီကပူတို့ကတော်တော်လေးမှဒီနေ့ဘက်မှာရုံးကန်ရအောင်မဲ့ပုံစံမျိုးလေးတွေမြင်တယ်။ပြီးတော့သူတို့ကွေးလက်မှာတော့ blue day ရှိမှကျွန်တော်တို့ grow day ရှိမှပြီးတော့ empire လို့ရှိပြီးတော့ပြီးလို့ဆိုရင်တာနာကာကျွန်တော်ခုနကပြောတဲ့ဂျပန်ကစားသမားတာနာကာလည်းတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေပတ်သက်ထားနေတဲ့အတွက်ကြောင့်လေဘောဦးတင်းနေတဲ့တော်တော်လေးမှအဲ view site ကမယ်လို့မြင်တယ်။တာနာကာနေတော့ကျွန်တော်တို့ အဲဘီကုတ်စဝိုင်းထိတ်တယ်ပြီးလို့ဆိုရင်ထိမက်မထားတဲ့အခြေအနေမှာကန်တက်တဲ့အဲပုံစံတွေရှိတဲ့အတွက်ကြောင့်ဒီဘောက်ကစားသမားတွေပြီးလို့ဆိုရင်ကိုယ့်လက်ကစားသမားတွေကဒီကစားသမားကိုတော်တော်လေးပဲထိချိုးရမယ်လို့မြင်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့မဘလော့ဝဲနဲ့ဆိုလို့ဆိုရင်တော့လွတ်ပေးလိုက်မယ်ဆိုရင်တော့အဲဒီဘောက်သင်းအတွက်ဆုံးရှုံးစရာတွေတော်တော်လေးမှများတော့မယ်လို့မြင်တယ်တို့ရဲ့ဒီကတိုက်ဆက်နေရမှာဆိုတော့ကျွန်တော်ညွန်တူလို့ပါလို့ရှိမှပြီးလို့ဆိုရင်ကျွန်တော်အမေချာရှိပြီးတော့ပြီးလို့ဆိုရင်ဒီဘက်ကတော့ကျွန်တော်ဂျိန်းတို့တည်းပဲထပ်ပြီးတော့ပွက်ထွက်လာမယ်လို့ရမြင်တယ်။လေဘောက်တင်မှတော့ကျွန်တော်ဘုံသမားနေရာမှာတော့အလီဆန်ဘက်ကပဲပြန်လဲ ဝတ်ထလာပြီးတော့နောက်တန်းလေးယောက်နေရာမှာဆိုရင်တော့ကျွန်တော်ကိုနေကကိုနာဘရလီယာပြန်လဲတက်တာလာပြီးတော့၄ချိန်ကနေပြန်လဲလုံနိုင်နေတဲ့အတွက်ကြောင့်နိပြအနေနဲ့အဲဒီနေ့ပွဲမှာလီယူနိုက်တက်ရဲ့ပွဲမှာကိုနာဘရလီကပြန်လဲပေါဝင်လာမယ်လို့တော့ပြောထားတယ်ဒီတော့ကြောင့်လည်းကိုနာဘရလီအနေနဲ့အဲညာဘက်ချမ်းကပြန်လဲပွက်ထွက်လာမယ်လို့မြင်တယ်တကယ်လို့က ခုနကလေးဒါမထုံးဆိုလို့ကျွန်တော်ရှေ့ပွဲတွေလိုမျိုးပဲအဲဂျိုကိုမတ်ကိုပဲထက်သုံးသွားမယ်ပုံစံမျိုးလေးရှိတယ်နောက်တန်း၄ရောက်နေမှာကျတော့ကျွန်တော်တို့အဲခုနဘရလေးရှိမယ်ဗျာတကယ်လို့ခုနဘရလေးကိုပထမ line နဲ့မှာထိုင်မှာဆိုခုနဘရလေးရှိမယ်ပြီးတော့ကျွန်တော်တို့အဲဘယ်သူတွေရှိမယ်ဆိုရင်ဘာဂျပန်တိုင်းရှိမယ်ခုနတေးရှိမယ်တစ်ဖက်ကတော့ကျွန်တော်ဒီနေ့ပွဲမှာတော့ကျွန်တော်မီလိုကတ်ကတ်ပဲထပ်ပြီးတော့ပြန်လဲပွဲထလာမယ်လို့ကျွန်တော်မြင်ဗျာတကယ်ရှေ့ပွဲမှာအဲရောဘတ်ဆန်နဲ့ကျွန်တော်တို့ ပြည့်ကျွန်တော်ပွဲချိန်တော်တော်များများကိုဆော့ထားတဲ့အတွက်တော့ရောဘတ်ဆန်ဒီနေ့ပွဲပါအနားပေးမယ်ပြီးတဲ့ဆေးတော့ကျွန်တော်ချန်ပီယံလိပွဲအင်တာနက်ပွဲရှိတဲ့အတွက်ကြောင့်ဒီပွဲဆိုတော့ကျွန်တော်ရောဘတ်ဆန်ကိုပြန်လဲထပ်သုံးလာမယ့်ပုံစံမျိုးလေးတွေရှိတယ်လို့တော့ကျွန်တော်မြင်တယ်။ကွင်းလင်နေရာမှာဆိုရင်တော့ကွင်းလင်မှာဆိုရင်တော့ကျွန်တော်တို့ဂါရန်ဘတ်မက်လီဇာပြီးလို့ဆိုရင်ကျွန်တော်ဖလော်ရီယန်ဝစ်ဒီ၃ယောက်ပဲပွဲထက်လာပြီးတော့တစ်ဖက်မှာကျတော့ကျွန်တော်တို့တိုက်စစ်ပွဲတော့ဒီနေ့ပွဲမှာပြောင်းလဲလောက်ကထူးထူးကျွန်တော်မိုဟာမက်ဆာလာကျွန်တော်တို့ချစ်ကျွန်တော်တို့ပွဲမှာဆိုရင်တော့အဲ ဆနလနဲ့ပေါ်မှာသူ့ကိုဒုတိယပိုင်းမှာလူစားအပြောင်းလဲလောက်တယ်သူ့အနေနဲ့ဘာမှအသုံးမချနိုင်ပဲနဲ့တော်တော်လေးမှကျွန်တော်ညက်ဖြင်းတဲ့ပုံစံမျိုးလေးတွေရှိရတဲ့ကြောင့်ဒီနေ့ပွဲမှာလာမူဆာလောက်ထက်ထန်မယ်ဆိုလို့ရှိရင်တော့တော်တော်လေးမှအဆင်မပြေဘူးလို့ကျွန်တော်ရဲ့ပုံကိုရတော့မြင်တယ်တစ်ဖက်မှာတော့ကျွန်တော်တို့အဲကိုဒီကပ်ကိုရှိပြီးတော့တစ်ဖက်မှာမိုဟာမက်ဆာလာနေအောင်မှာကျွန်တော်ရှေ့ပွဲတင်နိုင်မယ်ကျွန်တော် sorry ကျွန်တော် sumo slide ကိုထည့်မယ်ဆိုရင်တော့တော်တော်လေးမှအဆင်ပြေတယ်လို့မြင်တယ်ပြီးလို့ဆိုရင်တော့ကျွန်တော်တို့ iset မဟုတ်လို့ဆိုရင် ek ticket ထည့်မယ်ဆိုရင်တော့တော်တော်လေးမှ iset နေနဲ့ကျွန်တော်ရှေ့ပွဲမှာဆိုရင်တော့ကျွန်တော်ပထမပိုင်းဒုတိယပိုင်းတို့နေတယ်ပွဲတင်တော်တော်များများကစားထားနိုင်တဲ့တော့ကြောင့်ဒီနေ့ပွဲမှာတော့သူ့အနာပေးသွားပြီးတော့ ek ticket ပြန်လဲပွဲထွက်လာမယ်ဆိုရင်တော့တော်တော်လေးမှအဆင်ပြေတယ်လို့မြင်တယ်ကျွန်တော်ဒီ ek ticket ပွဲထွက်မယ်ဆိုရင်တော့ကျွန်တော်တို့နောက် champion league ပွဲမှာဆိုရင်တော့ကျွန်တော် iset အလိုမျိုးအလှည့်ပြောင်းနေပဲလိဘာဘူးတင်နေတယ်အဲသွားမယ်လို့တော့မြင်တယ်ဘာလို့ကြောက်လဲကျွန်တော် ပွဲစီးစီး အဲပွဲတွေကလည်းဆက်လာတယ်ဗျာ၃ရက်လောက်တပွဲလောက်ဖြစ်နေတဲ့အချိန်မှာတော့ကစားသမားတွေကပြောင်းလဲလုပ်ပြီးတော့ဆော့သွားတာပို့ပြီးတော့ကောင်းမယ်လို့တော့မြင်တယ်ပြီးလို့ထိုင်တော့ကျွန်တော်ဒီနေ့အဲလီနဲ့ပွဲမှာတော့ကျွန်တော်တို့အဲ frame bound လို့ပါတော့ပြန်လည်မပါဝင်လာနိုင်ပါမယ်ဒါပေမဲ့ကျွန်တော်ဂျားရဲ့ထမှရှင်ပြိုင်မဲ့ internet ပွဲကိုတော့ frame bound လို့ပါတော့နဲ့ပြန်လည်တက်တာလာမဲ့ပုံစံမျိုးလေးရှိတယ်ပြီးလို့ထိုင်လူငယ်ကစားသမားဖြစ်တဲ့ Jason Dunn ကိုလည်းပြန်လည်အပေါ်အတယောက်ချင်းလေ့ကျင့်ခန်းတွေပြန်လည်ဆင်းနေတဲ့အတွက်ကြောင့်လည်းပါဘူးကစားသမားတွေအနေနဲ့ပြန်လဲလူစုံလာတဲ့အခြေအနေမျိုးတွေရှိတဲ့အတွက်ကြောင့် အဲနိုင်ပွဲတွေပြန်လည်ပုံဖော်ဖို့လိုအပ်တယ်လို့တော့မြင်တယ်။ဘာဖြစ်ကြောက်လဲဆိုတော့ကျွန်တော်တို့ရောက်နေတဲ့အဆင့်ကလည်းအဲတော်တော်လေးမှအခြေအနေစိုးရတဲ့အဆင့်ဖြစ်နေတယ်။ဘာတော့ကြောက်လဲဆိုတော့အဆင့်၉ပါကျွန်တော်ပထမတစ်ပတ်ကျွန်တော်ပြင်းပြလေးပွဲစဉ်အဲ73ပြီးတဲ့အချိန်မှာတော့ကျွန်တော်တို့ရဲ့အဆင့်ကကျွန်တော်10ပဲရှိသေးတယ်။အခုကကျွန်တော်9ဖြစ်သွားပြန်တော့မှအဆင့်ကပြန်ပြီးတော့နိုင်လာတဲ့အတွက်ကြောင့်ကျွန်တော်ဒီပွဲကိုတော့ပြန်လည်နိုင်ပွဲပုံဖော်ဖို့လိုအပ်တယ်လို့မြင်တယ်။ဘာတော့ကြောက်လဲဆိုတော့ရှေ့မှာဆိုလို့ရှိရင်တော့အဆင့်တကအာဆင်နယ်ကလည်းကျွန်တော်ပွဲကျက်လိုမျိုးဖြစ်နေတယ်။ မန်ချက်တာစီးရီးယားလည်းကျွန်တော်ဆန်နာလန်နဲ့တွေ့လို့ပြီးတော့ချက်စီးတင်ရလည်းကျွန်တော်တို့အဝေးကွင်းမှာတွားရရှင်မြန်မဲ့ပွဲတွေနဲ့နောက်ခက်ခဲတဲ့ပွဲတွေနဲ့ရှိတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့လပောက်တင်နေတဲ့နိုင်ပွဲတွေကိုပြန်လဲပုံဖော်ပြီးတော့အဆင့်ရက်တွေကကျွန်တော်1 to 4ကိုပြန်လဲဝင်ရောက်ဖို့လိုအပ်တယ်လို့တော့မြင်တယ်။ဒီနေ့ပွဲမှာလည်းလပောက်တင်နေတဲ့တော့နိုင်ပွဲပြန်လဲရရှိမယ်ဆိုလို့ဆိုရင်တော့ကျွန်တော်အဆင့်9နေရာထိကိုပြန်လဲတက်လန်းလာမယ်။အဲ24 22ဆိုတော့3 to 25 အဲချက်စင်းတင်းနေဟုတ်တယ်ကျွန်တော်အစိတ်လေးမဟုတ်လို့ဆိုရင်9နေရာထီလောက်ပြန်လန်းတလန်းလာနိုင်မဲ့အခွင့်အရေးကိုကစားသမားတွေနဲ့အကောင်းဆုံးအသုံးချပြီးတော့ကျွန်တော်အဝေးဘက်မှာရှင်ပြန်သွားဖို့လိုအပ်တယ်လို့မြင်တယ်။ဒါပေမဲ့လည်းဒီပွဲတစ်ပွဲကကျွန်တော်တို့ခက်ခဲမဲ့ပွဲတစ်ပွဲဖြစ်တဲ့အတွက်ကျွန်တော်တို့ကြောင့်အဲတေးရလက်အဲတပွဲမဟုတ်လို့ဆိုရင်တော့အနိုင်ပွဲကိုတော့ဥတည်သွားပြီးတော့ဆော့ကစားသွားတာလည်းဘဝတင်းတို့အကောင်းဆုံးပွဲလို့မြင်တယ်။ကစားသမားတွေလည်းပြန်ဆုံလာပြီးပြီးလို့ဆိုရင်ကျွန်တော်တို့ဒီချိန်မှာလည်းရောက်လာပြီးအချိန်နေဖြစ်တဲ့အတွက်ပွဲစဉ်15 ဒါမှ15ပွဲဖြစ်နေတဲ့အချိန်မှာလေဘောက်တင်းနေတဲ့ကျွန်တော်1 to 4ပြန်လဲဝင်ရောက်ဖို့လိုအပ်လာပြီလို့တော့မြင်တယ်။ကစားသမားတွေအနေနဲ့ကျွန်တော်စိတ်သက်ပိုင်းပိုင်းမှာပြန်လဲနိုင်ပွဲတွေပုံဖော်ဖို့လိုအပ်နေပြီလို့တော့မြင်တယ်။ဒီနေ့တင်းရဲ့ဆုံတွဲမှုမှာတော့ဘယ်အသင်းက၄တာသွားမလဲဆိုတာတော်တော်လေးမှကြည့်လို့ကောင်းမယ်။ကျွန်တော်လီနေနေလဲ၈ပွဲမှနိုင်ထားတယ်။လေဘောက်တင်းနေတဲ့တော့ကျွန်တော်တေဝဲတပွဲကိုဥတီထားတဲ့အတွက်ကြောင့်ဒီနေ့တင်းရဲ့ဆုံတွဲမှုကတော့တော်တော်လေးမှကြည့်လို့ကောင်းမယ်လို့မြင်တယ်။ညီကိုတွေနဲ့ရောဒီညရှင်မြန်ကြမယ်ကျွန်တော်လီယူနိုက်တက်နဲ့လေဘောက်တို့ရဲ့အဲ ပွဲချိန်မှာဘယ်တင်းကနိုင်ပွဲတွေပုံဖော်သွားပြီးတော့လီဗာပူးတင်းနေတဲ့ကျတော့အဆင့်တွေကိုပြန်လဲတက်လှမ်းလာတာဒါမှမဟုတ်ဘဲအရှုံးတန်နေရတဲ့အမှဆက်လဲသွားမှာဆိုတော့ဝင်ရောက်စနစ်မှတ်ချက်ပေးသွားလို့ရပါတယ်။အဲဒါချက်ချက်ပြီးတဲ့ညကိုတယောက်ချင်းတယောက်ကျေးဇူးများတင်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လဲဆုံတွေ့ကြတော့ဗျာ။